အလုံးမင်းမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီတစ်ခါဖတ်ပြခြင်းနဲ့ဝတ္ထုတို့လေးရတော့1966ခုနှစ်စက်တင်ဘာလထောက်ရှုမဝမဂ္ဂဇင်းမှာပါရှိတယ်စာရေးသူဘိုးပေါကျန်းရေးသားထားတဲ့လက်ထောချွတ်မှုဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်အလုံးမင်းနားဆင်ခံစားပေးပါဦးရှင်လက်ထောချွတ်မှုအခန့်တဲ့အညာမူကစိုးလာပြီတာ ရွာလိုနေရင်မရွာမရွာလိုနေရင်ရွာတတ်တယ်။မိုးကြတော့ကများခေါင်းလိုက်သည်ဖြစ်ချင်းမပြောပါနဲ့တော့။မျောလိုက်ရသည်မိုး။လဲပင်ကျုံမတန်။ဆွဲလိုက်ရသည်လောခါးတွေကိုအောင့်လို့။ယူလိုက်ရသည်ငရံမဲပရိတ်အားတွေကိုချောက်လို့။သို့ပါတော့လဲကိုရွှေမိုးကဖြိုးပြားမြမဖြုံ။ညုံ၍သာနေတော်မူတယ်။ထိုအခါကြပြမဆန့်တတ်ကြတော့အညာလေသမားတို့က မိုးပုံငါကိုင်းရွက်တောက်ကြလေတယ်တော့ပါသေးရဲ့ဟိုအထက်အညာမြစ်ဖြားဒေသမှာမိုးအရွာများလို့မိုးမြင့်ရေရင် တွတ်တွင်စည်းနေတယ်ထို့မိုးမြင့်ကာဘိုးဆယ်ကြီးဟာရွှေဘူတူမြောင်ရေတောက်လက်သမားများနဲ့ရေဦးတူမြောင် ရေတောက်လက်သမားများအတွေ့ကျွဲရီနွားရီပြိုခင်းရီပေးနိုင်တော့ကြောင့်လက်သမားတို့မိုးခေါတော်လဲပြိုးထောင်ရတယ်မိုးရီကိုသာအားကိုးနေပါက လက်သမားတို့မဟာတယောခိုင်သွားမယ်။မူးရေကြောင့်သာလူရောနွားရောကြွဲရောခွေးပါရေတောက်ကြရတာ။အစာစားကြရတာ။မူးရေကရွှေရေငွေရေရပါပြီတဲ့။ရွှေမိုးငွေမိုးမရတော့လေ။ရွှေရေငွေရေလာသေးတယ်။မိုးနဲ့ရောက်တော့ခါရွာလိုက်သည်ဖြစ်ချင်းလင်းသည်မရှိ။အကျိုးကိုနဲပါရော။ရိုးကြလဲများတွင်ရေတွေကိုဖွင့်လို့ လေလော်မလားသေမောခုံမလားပြိုးခင်းတွေမြုပ်ကုန်နေစိုက်ခင်းတွေမျောကုန်နေထွန်ရေးဆိုင်ရေလုပ်ငန်းတွေပြက်ကုန်နေအပြုတ်မိုးတော့ကတော့မရွာအဖြစ်မိုးတော့ရွာတယ်ထိုကက်မိုးကိုလက်သမားတို့ကရစရာမရှိအောင်ဆေးရီချကုန်နေလက်သမားတို့ရဲ့မိုးတော်မိုးတိုင်ကကြပြာဆရာတို့ရဲ့မိုးတော်မိုးတိုင်ထက်တော်လန်ရေးကြတယ်မိုးနယ်လက်သမားတို့အညာမညာ တဟဇာတာဖြစ်ပါမှထွန်းရဆိုင်ပြို့လို့ဖြစ်တယ်။အသိအနယ်ရမယ်။အစစာအရာရာပြည့်နေမယ်။ထွန်းမိုးစိုးမိုးမိုင်များကြောင့်ချောင်းလဲတဲ့လက်သမားတွေကြက်တဲကုန်နေ။စင်းရဲတဲ့တောင်သူလက်သမားတွေမြောက်သူဖြစ်ကုန်နေ။ဝင်းစားလဲကူလီကိုမြောက်သူဟုခေါ်၏။ဝင်းပိတဟကြောင့်မိုးတီတောင်သူတွေဤဘဝပြည့်တနာကိုဖန်တီးနေသည်ဟု လက်သမားအသိပညာရှင်တို့ဟာသီအိုရီထောက်ကြခြင်းဖြစ်ပေတယ်။အခန်းနှင်း၊ရှစ်ခွင်နောက်တွင်တိမ်မင်တွေဖုံးကာမောလုံးဤနေတယ်။မဲမောင်ဤတွဲနေသောတိုင်လိုက်တိုင်တောင်ကြီးတို့သည်နှဲ့၍နှဲ့၍လာကာတစ်ဖြူပင်လက်ခွင်းပေါ်သို့ပြိုဆင်းလာမယ။အနောက်တောင်ဘက်ခြုံတန်းမှဘုံငယ်တကောင်ဤ၍နေသည်။ရွှေတိမ်တော်เจ้าနှင့် ရွှေပုံသာเจ้าစီမှ စုံငယ်ခေါင်းလာထိုးတဲ့သည်တာယာလှပါပြီတစ်ဖြူပင်လေတော်တန်လက်ထောယောက်ျားတို့လက်ထောဖြုတ်ကြပြီခမင်းဘုသမားများကိုဝဲဟောင်းလောက်နဲ့ညှော်နေကြတယ်ထိုအရက်တွင် အာယုန်တဲ့စုံချက်ခေါင်းလာထိုးလျင်လက်ထောစင်ကြတယ်နေထဲတစ်ပြားစုံငယ်ခေါင်းလာထိုးလျင်လက်ထောဖြုတ်ကြတယ်နေအလောပူသောဒေတာဖြစ်၍ ကျွဲ့နွားများနေပူမမိအောင်နက်နက်ခင်းထွန်ချခြင်းသည်ကျွဲ့နွားများနေပူမိလျင်စီချုံဝဲချုံဖြစ်တတ်တယ်စီချုံဝဲချုံဖြစ်လျင်တည်တတ်တယ်ကိုချက်ကြီးတယောက်သာဥဒ္ဒနာပြောခြင်းတွင်ပချင်းဆိုပြီးပြောနှုတ်နေတယ်ပြောချီခါတန်နဲ့ပချင်းတန်တို့ဟာရောထွေးစုညံနေတယ်ကိုချက်ကြီးကတစ်ဖြူပင်နေတော်သားတောင်သူလက်သမားတယောက်မဟုတ် မြောက်သူလဲကူလီတယောက်သာဖြစ်တယ်။နေစားနာပြန်ပင်တိုင်းဟူ၍မြောက်သူတုံးစားရှိတယ်။ဒီနေ့နောက်ဒီနေစားအခရရတဲ့မြောက်သူကို နေစားလို့ခေါ်တယ်။တလအတွက်လောက်ခဖြန့်၍အလုံးလုံးသူကိုလာပြန်လို့ခေါ်တယ်။မိုးဦးကြမှာထော်တော်ပိုက်တဲ့အထိနေရှင်အိမ်တွင်၎င်းတဲတွင်၎င်းနေထိုင်စားတောက်ကအလုံးလုံးဥရသူကို ပင်ထိုင်ဟုခေါ်တယ်။ ကိုချက်ကြီးကပင်တိုင်နဲ့လှုပ်ဖူတယ်။လက်ပြန်နဲ့လှုပ်ဖူတယ်။နေစားနဲ့လှုပ်ဖူတယ်။မြောက်သူဘဝတွင်ဝန်တချီးနယ်နေရသူဖြစ်တယ်။ဒီနေ့တော့စုလွဲနဲ့လွဲနေစားအဖြစ်ဖြင့်မျက်ခုပ်၊ကတင်းစိန်ပြို့နှုတ်တို့ကိုလောက်ကင်နေတယ်။မျိုးမဲဣတွဲနေတဲ့မိုးသားတို့ဟာတစ်ဖြူပင်လက်ခွေးပေါ်မှာပြိုလဲယိုစီးလာကုန်တယ်။ ရေအိုးကိုလှဲတော်လိုက်ပြီးတကယ်တော့ဖြိုးဖြောင်းခြင်းဆက်သွားအောင်ရွာလီကုန်ပြီမိုးပေါက်ကြီးများကလည်းကြီးလာပြီးချင်းအာကရက်တွင်လည်းမြရတဝင်းဝင်းနဲ့တတော်လုံးမိုးရောလေရောတော်တော်ညံသွားတယ်ငါလက်ခွဲလိုမှပဲဘိုင်းတာမှမိုးစိုးလိုက်လေရွာစီခြင်းတုန်းကတော့မရွာဘူးမရွာစီခြင်းမှရွာပြန်ပြီမိုးလုံးပုံကတော့အကုန်လုံးမျက်ကုံပဲအပေါက်ပဲ နေအမေလွားထွေးကိုချက်ကြီးဟာဒေါသကြီးစွာ မိုးကိုအပြစ်တင်လိုက်တယ်။ဗစက်ထဲတွင်ငုံထားသော စေးဘက်များကိုလည်းဖက်ပြင်းပြင်းထွေးလိုက်တယ်။ကိုချက်ကြီးကစိတ်လိမ်မတောက်တဲ့စေးအမြင်ဝါရယ်။ဟေ့ချက်ကြီးချက်ကြီးရဲ့မိုးရီရွာနေတယ်လေကွာ။ခဏဖြစ်တော့တက်နေအောင်လည်းကွယ်။ဖျားလားနာလားဖြစ်နေလို့ဒုက္ခဖြစ်နေအောင်မယ်နဲ့ဟေ့ ခနားပင်ခုံတဲမှာဗာကြီးပေါ်သည် ကိုချေကြီးကိုလှမ်း၍អော်လိုက်တယ်။အញ្ញမိုးကအလွန်အေးတယ်။ထိုမိုးမိကဖျားနာတတ်တယ်။ထို့ကြောင့်လူကြီးဖြစ်တဲ့ဗာကြီးပေါ်ကစိုးရင်၍ကိုချေကြီးကိုလှမ်းခေါ်ခြင်းဖြစ်ပါတယ်။ပြို15စီလောက်လုံနေလို့ပြို့ပြီးရင်တက်ခဲ့မယ်လေ။ကိုချေကြီးသည်ဒူးကားတွင်ပြို့ချီခါရရင်လှမ်း၍ပြောလိုက်တယ်။ပြို့ချီခါတန်းနဲ့ မိုးတန်လေးတန်တို့ဟာပွက်လောညံနေတယ်။ပြိုးနောက်ရမှာလက်စာ၊နေစာ၊ရာရည်ဟူ၍သုံးမျိုးရှိတယ်။လက်သမားအချင်းချင်းအပြန်အလှန်လက်စာဆန်နှုတ်ခြင်းကိုလက်စာလို့ခေါ်တယ်။ထိုလက်စာများနဲ့ရောပြီးတော့နက်နဲ့ထမင်းစားပြီးအချိန်ကညနေထမင်းအိုးတဲအချိန်နောက်ထိတနေ့တစ်ကြိမ်နှုတ်နဲ့နှုတ်ရခြင်းကို နေစာလို့ခေါ်တယ်။နေစာနှုတ်သူက တနေ့မှာ50 60ပြိုးအစိုးအကောင်လိုက်ပြီးတော့ပြိုးစီရကြည်သလောက်ရမယ်ပြိုးတရာပြိုးစီတရာကိုနှစ်ချက်နှုတ်နဲ့နှုတ်ချင်းကိုရာရီပြိုးနှုတ်တယ်လို့ခေါ်တယ်ခိုချိတ်ကြီးကပုဒေါနာပြိုးခင်းမှာရာရီပြိုးလာ၍နှုတ်နေခြင်းဖြစ်တယ်ရာရီပြိုးနှုတ်သမားတို့သည်ကိုနှုတ်ချင်သော အချိန်မှာနှုတ်နိုင်တယ်တက်ချင်သောအချိန်မှာတက်နိုင်တယ် ပြိုကြီးကိုရေတွက်ပြီးတော့ငွေချေမင်ဖြစ်တယ်။ကိုချက်ကြီးကတနေ့နဲ့ရင်ပြိုနေရလောက်ကိုလေချုံလို့နှုတ်နိုင်သူဖြစ်တယ်။ပြိုကြီးကလည်းကြီးရဲ့အပြက်အကျဉ်းနဲ့မရှိဘူး။တန့်တယ်။ထို့ကြောင့်ကိုချက်ကြီးအားယာယီပြိုအနှုတ်ခိုင်းမဲ့လက်ရှင်တွေပေါက်လိုက်သည်ဖြစ်ချင်းလက်တောင်မလဲပါဘူး။ကိုချက်ကြီးကဥဒ္ဒနာပြောခင်ုံနည်းနည်းဝင်းလေးဝင်းလေးကဆင်းပြီးတော့နှုတ်တယ်။ လက်ထောချွတ်ချိန်နဲ့ရောက်ရောပြိုးတရာပြည့်ရန်15သိသာလိုတော့လို့မိုးရွာတော့လဲမဲ၍ကျဲနေခြင်းဖြစ်တယ်မိုးတွေဘလို့ပင်ရွာရွာလက်ကူလီယာရီပြိုးနောက်တမကိုချဲကြီးသည်သူ့အတွင်ငွေနှစ်ကျပ်ပိုင်တော့ပေးမယ်သို့တော်ကိုချဲကြီးသည်မိုးပေါ်စိတ်နာတယ်ငါကင်တုတ်ချင်တယ်ဓာတ်နဲ့ခုတ်ချင်တယ်အဖဲကြောင့်နီးကိုချဲကြီးဤဘဝလမ်းခီးကို မိုးကဖြစ်စီချိန်မုံလိုက်တော့ကြောင့်ဖြစ်ပါတယ်။အခန့်တော်ကိုချေကြီးသည် ရွှေဘိုခရိုင်ဒီပင်းရင်မြို့နယ်မြင်းတကြီးရွာမှာဥတိုးလူဒေါညူလေးတို့ရဲ့တူဒီတော်သားဖြစ်တယ်။သူတို့ကမြောက်သူမျိုးရိုးမဟုတ်ဘူး။တောင်သူမျိုးရိုးဖြစ်တယ်။ကိုချေကြီးအဖေဥတိုးလူကဗတိရှာခက်ကတစ်ဖြူပင်နေတော့မှဓမ္မဦးချာနေမြေအေက20လောက်ကို ကိုပိုင်လောက်ကန်ခဲ့တဲ့လေသမားတယောက်ဖြစ်တယ်။သို့တော်ဥတုလူသည်ဆရာဆင်တပုံထတော်နှစ်ကလက်ထွန်ချွတ်မိုးဖြဲ့၍စပားများပြက်ကုန်နေ။ထို့ပြင်စပားစည်းတွေကမောက်ကမဖြစ် အခွန်အတော့အမျိုးမျိုးတွေဆောင်းရ။ထို့ကြောင့်ဥတုလူဟာ၎င်းရဲ့ဓမ္မဥချ္ချလေမီကိုလေမီအလုံးကို မောင်ရွာခရိုင်တာစီရွာကြီးမှာတထဲဥပိုးရှိတဲ့ ပေါင်နဲ့လိုက်ရနေတယ်။သို့တော်တထေးဥဖို့ရှိရဟူတိုးလူအားတိစားလက်သမားအဖြစ် ပြန်၍ချတော်ကြောင့်တောင်သူအဖြစ်ဆက်လက်ရပ်တည်နိုင်တယ်။ထိုခေတ်ကမြစ်တာကြီးရွာလက်သမားအားလုံးလူလူတာစီရွာကြီးမှတထေးများကိုလက်မြေများအားလုံးပေါင်နဲ့ချရတယ်။ထိုရွာသားလက်သမားအားလုံးတာစီရွာကြီးမှမြေရှင်တထေးများ၏ခိုင်းရလောက်စေရသွား ထားရနေရတော့မြေကျော်လက်သမားများသာဖြစ်တယ်။ကိုချိတ်ကြီးအဖေဥတိုးလူလဲဥပိုးရှိဤမြေကျော်လက်သမားတဦးသာသည်ဂျပန်ခေတ်ရောက်တော့အခါဥတိုးလူအပါအဝင်မြေတကြီးရွာသားလက်သမားတို့သည်ခက်ရင်ရင်နှင့်မြေယာတော်လန်ရင်ဆင်လိုက်ကြတယ်။ပေါင်းနေထားကြတော့လေယာကျွဲ့နွားလေလောက်တတိယတို့ကို အပိုင်ပြန်သိမ်းလိုက်ကြပြီးအကျွေးများနဲ့တိစားခါများဝင် လုံးဝမပေးကြတော့ဘဲပြောင်းညင်းပယ်လိုက်ကြခြင်းသည်ထို့ကြောင့်ဥတိုးလူတို့မှာမြေရှင်များ၏မြေကျွံဘဝမှလွတ်မြောက်၍လာတယ်။ကို့လည်းကို့ရာကိုကို့ဖာသာထုံးရဲစိုက်ပြုပြီးတော့ကို့စပားကိုစားကြရတယ်။သို့တော်ဥတိုးလူသည်ခလေးဝါသို့ဂျပန်လဲပို့လက်ရရတွင် လူရောနွားရောလဲပါပြန်မလာရတော့ပါထိုအခါကကိုချိတ်ကြီးသည်၁၀နှစ်၁၂နှစ်လောက်ရှိအောင်မေ အဖေနဲ့ဆုံးလဲနွားလဲပြုတ်လို့ကိုချက်ကြီးတို့တားအမိနေရမြောက်သူဘဝကိုရောက်ရနေတယ်ထို့အခါမှစ၍ကိုချက်ကြီးသည်ကျွဲကြောင်လဲထွန်အဖြစ်နဲ့လူငါလောက်ရနေတယ်ထို့နောက်တဆင့်တဲ့တဆင့်မြင့်ကဦးစည်းလဲကိုလီစည်ရင်ငါအထီလောက်ကန်ရတယ်လွတ်လပ်ရရတော့နှစ်မှာပဲကိုချက်ကြီးအမိဒေါညိုလေးသည်တစ်ဖြူပင်ကွင်းမှာ ဥဒ္ဒနာလက်တွင် ကောက်သိန်းကောက်ရာမှာပိုးထီတည်ဆုံးပြန်နေအထီးကျန်ကိုချဲ့ကြီးကအဖေလဲဆုံးအမေလဲဆုံးလဲနွားလဲပြုတ်လို့ညသူဘဝတွင်ကျင်နေနေရတယ်သို့တော်ကိုချဲ့ကြီးသည်လဲတစင်းနှင့်နွားတစင်းကိုပြန်လဲထုထောက်ကဖခင် အရာအရာကိုဆက်ခံနိုင်ရေးအတွေ့ကြိုးစား၍လူငှားလုပ်၏ပြူငှားနှုတ်၏စပါးအငှားရိတ်၏မြက်ခုတ်၏ ဖက်သင်းအငါစင်ဤထွန်တော်ပိတ်နှင့်နှွေးခါများတွင်ကျွဲအငါကြောင်းလိုက်သည်တည်းကိုချိတ်ကြီးလောက်အလုတ်လုတ်သူ အလုတ်ဖြစ်သူကမြင့်တကြီးရွာတွင် မရှိလှဲတစီနှင့်နွားတစ်ရှင်းကို ပြန်လဲထူထောင်၍ညသူဘဝမှာတောင်သူဘဝကိုပူပြောင်းခြင်းတော့ကြောင့်ကိုချိတ်ကြီးမနေမနာမစားမသောက်မတုံမဖြုံမင်းအလုတ်လုတ်ခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကကိုချိတ်ကြီးလူနေလှ၍ ရွှေချတယ်လို့ပြောင်းလာပါတယ်။ငါးရာတဲ့နွားတရှင်းနဲ့တရအစိတ်တန်လှဲတစည်းကိုထူထောင်နိုင်ခဲ့တယ်။ပြဖြူပင်လေတော့မှ၎င်း၏ဖခင် ခုတ်ထွင်ခဲ့သောဓမေဦးချနဲမြေဧက20ရှိသည့်အနေနဲ့ဆဲဧကကို ပြန်လို့လုံနိုင်တယ်။ကိုချိတ်ကြီးတောင်းသူဖြစ်ပါပြီ။ဖခင်ရဲ့အရေးအရာကိုစက်ခံနိုင်ပါပြီ။ထို့နှစ်မှာပယောဂစီယာဥပအိုးရဲ့ တမီးလှပုံကိုလှဲတစီနွားတစီတင်လို့လက်ထက်ခဲ့တယ်။လှဲရောနွားရော မရရောပိုင်တသည့်ကိုချိတ်ကြီးသည်ငါဟဲ့တကားဟုကျုံးဝါကတိဖြူပင်လက်ကွင်းသို့လေးချွန်၍စင်ခဲ့လေတည်းအခန်းလေးကိုချိတ်ကြီးတို့မလှပုံလို့ကာဦးချတော့မရက်တရက်ထဲနဲ့လက်ဆဲအေးကောင်အပိတ်ဆိုင်မယ်ဆိုပဲမလှပုံကကောက်ဆိုင်မှတွင် 40တောင်ခေါ်ထားတဲ့အထက်ပါတရင်သည်တစ်ဖြူပင်လဲတော်မှသည်မြစ်တက်ကြီးရွာတရွာလုံးကိုဟိုးဟိုးကြော်သွားသည်တခါတည်းနဲ့နေဆဲအေကကိုပြို1250ချပြီးအပိတ်ဆိုင်နိုင်အောင်ထုံရဲလောက်ကင်ထားတော့ကိုချိတ်ကြီးအားအန်ကြီးထိုက်တော်သည် မဟုတ်လောလဲတကြီးကတော်မလှပုံကလည်းကောက်ဆိုင်မှ40ကျော်နေပျော်ပျော်ပါပါခက်ခဲနနဆက်ရခြင်းကို ဂုံယူဝင့်ကြမိတာဒီချက်ကြီးတို့လှပုံတော့ဟာတောင်သူအစ်တွေဆိုတော့ကြိုးစားကြပေမပေါ်ကွာကောင်းပါဗျာကောင်းပါနှုတ်ပေမယ့်တောင်သူဆိုတာကြိုးစားလောက်တိုင်းလဲဟန်ရတာမဟုတ်ဘူးဟိမိုးနဲ့ရေးနဲ့လောက်ရတယ်ဆိုတော့ကုသိုလ်ကံလိုက်အောင်ပါကွာတစ်ဖြူပင်နေရောသားကြီးတူဖြစ်သူဘိုးတုံကထိုးတုတ်ပင်ဆိုလိုက်တယ်ဘိုးတုံကအမြန်လောက်ချင်းကိုမနစ်တဲ့မှန်မှန်နဲ့ စစ်စစ်ဆက်ဆက်တည်တည်ချာချာကြကြနနနိုင်နိုင်ချင်ချင်လုံနေရှိသောဝါရင်နေသမားကြီးတို့ပါကိုချေကြီးတို့လင်မယားကနက်ဖက်တော်လင်မယားဒီကိုချေကြီးကနက်ဆဲဧကလံကို ပပန်နဲ့နဲ့ထွန်ထားသည်တမန်တွေကိုအိလို့သင်းတွေကိုလည်းမုံမောက်ဖြောက်တန်းနေအားဆဲဖို့ထားတယ်မက်လက်ပုံကလည်းမြက်တဖို့ဝဲမြေတပင် ရစောတမြင်မမြင်ရအောင်နှုတ်ထားတယ်။သူတို့လည်းကွင်းကြည့်ရသည်မှာကြည်နူးเสียပါ။ခုံငယ်အောက်ကြလုံးနဲ့မြောက်လူဘဝတွင် မနေကျင်ကြ။လယ်နှင့်ချောင်းနှင့်လှဲ့နှင့်နွားနှင့်ဟူသောဂုံကိုစောင့်သည့်တောင်သူဘဝတွင်အစဉ်ရက်တည်လိုသောကြောင့်အေးမြကြိုးစားကြခြင်းဖြစ်တယ်။ဟိုချိတ်ကြီးသည်နှုတ်ပြီးသားပြိုစီများကိုစွန့်နှင့်တိုက်၍ပြိုခင်းမှစိုက်ခင်းသို့စနစ်တကျပြိုချနေရတယ်။ ပြိုနှုတ်တရက်ပြိုချတရက်ကောက်ဆိုင်တရက်သုံးရက်ဆက်၍လုပ်ရတယ်မနေ့ကပြိုနှုတ်တယ်ဒီနေ့ပြိုချတယ်မနေ့ဖြန်ကောက်ဆိုင်ပြီကိုချဲကြီးသည်သကောင်ကြော်လောက်ကထား၍နာနာနေနေပြိုချခဲ့ရာလက်ထိုးချွတ်ချိန်တွင်ပြီးနေပါပြီလှပုံလာပို့သောထမင်းသားကိုကတဲ့ရိုးပေါ်မှာပဲဖြည့်၍စားရ။ငြိမ်လိုက်သည့်ဖြစ်ချင်းခင်းကတော့မကောင်းလှပါ။ ပဲရပွားချင်းရင်ငရုတ်တီတာအညာလည်းသမဟင်ဖြစ်ပါတယ်အလောက်ကလည်းပင်မဲစိတ်ကလည်းပျော်တော့ကြထမင်းစားမင်ချင်းဖြစ်ပါတယ်လှပုံကြီးတအေက90နှုန်းသာထွက်မင်းဆိုရင်စပားငှရတော့တဲနေတာပဲဟေ့အဖေမရှိကြတဲ့ရမလို့ရတော့လေတွေကမြေဩစာတက်နေတာကွာဟုံသွားမှတောင်စိုးရသေးတယ်ဘာပဲဖြစ်ဖြစ်စပားငှရလောက်တော့ချစ်ယူသလိုရမှာပါပဲ။ ကိုချက်ကြီးကထမင်းကိုအပိသက်ဆိုင်ရင်ပျိုစီများချထားသောလက်ခွင်းကိုကြည့်လို့ပြောလိုက်ပါတယ်။အေးပါတော့မှန်းတဲ့အတိုင်စပားထွက်ကောင်းလို့ပေးစရာကမ်းစရာလိုတွေကြေးသွားလို့ရှိရင်လေနောက်နှစ်ကျတော့ကျန်တဲ့လက်စင်အေးကအိုတို့လောက်ရတာပါ။နောက်နှစ်ဆိုရင်စိုက်ပျိုးစရိတ်ဘန်းကိုလည်းထုတ်လို့ရကောင်းပါရဲ့။မက်လက်ပုံကစေပေါ်လိုက်ဖွာရင်အကြံပေးစကားပြောတယ်။ကိုချက်ကြီးတို့မှာ စိုက်ပျိုးစရိတ်ခေါ်တော့ဘန်ငွေထောက်ရရသူများမဟုတ်ကြ။စိုက်ပျိုးစရိတ်ကပြီးခဲ့သောနှစ်ကလက်ခွန်တော်ပြေစာဖြတ်ပိုင်းပြနိုင်မှထုတ်ရရသည်။ကိုချိတ်ကြီးကပြီးခဲ့သောနှစ်က တောင်းသူမဟုတ်။ညောက်သူဖြစ်တယ်။သူ့လက်တွေကိုလည်းညီသူများမလုံး။လက်လက်တွေဖြစ်တယ်။ထို့ကြောင့်လက်ခွန်တော်မဆောင်ခဲ့ရ။အဘယ်မှလည်းလက်ခွန်တော်ပြေစာဖြတ်ပိုင်းပြနိုင်အန်နီ။ ပြီးတော့လေညရာကော်မတီလူကြီးများက ကိုချိတ်ကြီးလိုမြောက်သူဘဝမှာတောင်သူဘဝကိုတက်လာတော့အချင်းအနေမဲ့လက်သမားတယောက်ကို အထင်သေးတယ်။စိုက်ပျိုးစရိတ်ငွေများထုတ်ပြီးပြန်ဆက်နိုင်လိမ့်မည်မဟုတ်လို့ယူဆကြတယ်။ထို့ကြောင့်ထောက်ခံချက်ပြုလိုက်မည်မဟုတ်။သူ့အတွက်ကိုချိတ်ကြီးသည်ရက်ရွာထဲမှခြောင်လေသူများစီကငွေကလေးကြေးကလေးချင်းငါပြီးနွားနေလှဲကိုဝဲကား ယခုနှစ်မှစ၍လောက်တော့တောင်သူတယောက်ဖြစ်ပါရဲ့။ခုချက်ကြီးတို့လိုလက်ကိုလီသမားများအားလက်သမားဖြစ်လာအောင်အစိုးရနဲ့သက်ဆိုင်ရာတို့ကတင့်တယ်လို့စီမံပေးတင်ပါရဲ့။လက်ကိုလီသမားများလက်သမားဖြစ်လာမှ လူတန်းစားမဲ့သော ဆိုရှယ်နှင့်ကြီးရွာများအဖြစ်သို့ရှေ့ရှုနိုင်ပေနိုင်မယ်။ဒါနဲ့နေပါအောင်ဟာကောက်ဆိုင်မာတွေစီစီငံကခေါ်ထားတယ်မလား။အမလေးကိုချက်ကြီးရဲ့ လှပုံဘက်ကတော့မလဟင်းစီရပါဘူး။ဟုတ်ပါတယ်။ကောက်ဆိုင်မှာ40လောက်တော့လှပုံကမမှုပေး။တယောက်မှငားစီရမလို့လက်စားဆိုင်သူများကိုသာခေါ်ထား၏။အေးကျိုးစားမှကွာနော်။တို့ကမြောက်သူဘဝကတက်လာတဲ့တောင်သူတစ်တွေးဆိုတော့လူတွေကအထင်သေးတယ်ဟိ။ကို့လိုလူတွေဖြစ်တဲ့ညီယာကော်မတီဘာအေးတို့ကလားငါ့ကိုအထင်သေးတယ်။အေးပေါ့ကွာ။ ချဲကြီးအကြောင်းဒီနှစ်တော့ပြရမှာပေါ့ကိုချဲကြီးတို့လင်မယားနှစ်ယောက်တိုင်ပင်နေကြစဉ်စနေတောင်းမှမိုးတွေညှို့လာတယ်မိုးစနေနေရာဟုဟူ၍အဆိုရှိတယ်မိုးအရန်ရွာလိုက်ပါကကိုချဲကြီးဒုက္ခကြသွားနိုင်တယ်မိုးကြီးရဲ့မရွာလိုက်ပါနဲ့အောင်လို့မိုးမင်းကိုတိုင်တော်လိုက်တယ်မိုးတီညိုရမမဲမဲရမဣဆွဲ၍လာတယ်ဣဆွဲရမ ပြိုလဲယိုစီး၍လာလေတယ်။တစ်ဖြူပင်လေတော်တစ်ခုလုံးမိုးတန်လေးတန်တွေတောတောညံသွားတယ်။ကိုချက်ကြီးတို့လင်းမရလဲမိုးခိုရင်လက်ကသေးမှထနာမေခုံတဲစီကိုပြေးကြရတယ်။ထနာပင်ခုံတဲထဲမှာဘိုးတုံးနှင့်ဇနီးအဖွားမောင်။ဘာကြီးပေါ်နှင့်ဇနီးဒေါ်လုံးတင်ဥရကျော်နှင့်ဇနီးမနှင်းမောင်။ကိုချက်ကြီးနှင့်ဇနီးမလှပုံတို့စုယုံရောက်ရှိလာကြတယ်။ ထိုတဲကိုတစ်ဖြူပင်ကျွန်းနေရောသားအလုံးစုပေါင်း၍စောက်လုံထားခြင်းဖြစ်ပါれအဲ့ယုံနဲ့နေယုံသာဖြစ်တယ်ထမင်းဟင်းကိုတဲတွင်မချက်ကြအိမ်မှာချက်ပြီးအချိန်ကြမှဇနီးမြကနာရွေပို့ကြတယ်ဇနီးစုံနာရွေပို့ကြတော့ဟင်းစုံချင်းစုံကို စုစုံ၍စားရသည်မှာပျော့เสียကောင်းလာပါပြီအာလုံးထမင်းစား၍ပြီးကြလေပြီဘိုးတော်တဲထားတဲ့လက်ဖက်ရည်အကြံအိုးကိုဝိုင်း၍တောက်နေကြတယ် ဘိုးတောင်ကလက်ဖက်ရည်နဲ့စိတ်လိုက်ကို အပြတ်မခံသမင်းသာ အငက်ခံခြင်းအငက်ခံမင်းချက်ကြီးရင်မင်းတော့ကောက်ဆာရဲ့ရွှေရလဲအောင်မထင်နဲ့ဟေ့။ဘာကြီးပေါ်ဟာကိုချက်ကြီးတို့လင်မယားကို ကြည့်ပြီး စိတ်မကောင်းစွာနဲ့ပြောပါတယ်။အင်းမိုးလုံးပုံကတော့ဟန်ရပေါ်မပေါက်ဘူးပြို့။ကြည့်လို့ရမှာပဲ။ခွီးကိုချက်ကြီးသည်စိတ်ပြက်နဲ့ပြက်နဲ့စေးပံများကိုထွေးထုတ်လိုက်တယ် တောင်ကလာမမိုးတောင်တောင်မီးမအိုးသုံးလုံးတယ်မကျိုးလို့လူကြီးသူမတွေအစိုးရှိတယ်မလားမိုးစနေနေရဟုလို့ဆိုတဲ့အတိုင်းစနေတောင်ကလာတဲ့မိုးရဲ့ရာဟုတောင်ကလာတဲ့လေရဲ့ကတော့ကက်ဆိုင်တာပါပဲကွာအခုမိုးကလေဒိုးလေတွေကို ဖြက်မဲ့ပေါ်အကျိုးတော့နဲကောင်တော့မှာပဲဟေ့ဘိုးတော်တီစနေတောင်မှလာတော့မိုးဆိုးမိုးမကြီးကို အတော်ပင် ထိတ်နဲ့စိုးရင်နေပါတယ်။လဲထော်ချွတ်မှုကစင်းကျိုးတယ်ကွ။အဖွားမောင်ကလည်းလဲထော်ချစ်ချင်ရွာတော့မိုးကိုစိုးရင်ဤ။လဲထော်ချွတ်ချင်ရွာတော့မိုးသည်ကစင်းကျိုးအောင်ရေးကြီးအောင်ရွာတတ်တော်ကြောင့်ဒီ။အဝါလိုကြနေပြီ။ရှေးကဖုန်ကြီးတစ်ပါးနဲ့တကတယောက်တည်းမိုးဥကြမိုးခေါင်လှလုံးလို့တကကဖုန်ကြီးစီတွားပြီး ဘယ်တော့မိုးရွာမယ်ထင်တယ်လို့ရှောက်တဲ့အဲ့ဒီတော့ဖုန်းကြီးကအဲ့ဒီတော့ဖုန်းကြီးကနဘဲကြောင်ချင်းစူးရီပွင့်ခါမိုးမရွာ ရွာပါတော်လဲတပွဲပွဲလို့ပြောလိုက်တဲ့မိုးလည်းလောက်ကြတော့မိုးကမစဲပဲရွာပါလေရောအဲ့ဒီတော့တကာကဖုန်းကြီးစီသွားပြန်ပြီမိုးကလည်းရွာလိုက်တာဖျားဘယ်တော့လောက်နေမယ်ထင်တယ်လို့ရှောက်ပြန်တဲ့ဖုန်းကြီးက စွရစ်ခဲ့တဲ့ပွင့်တဲချီတခါကြီးလင်းမယ်မထင်ဘူးစူးစူးလို့တချင်းစော်ပြလိုက်တဲ့အခုလဲလင်းမယ်မထင်နဲ့ငက်အောင်ရွားမဲ့မိုးထင်ပါဗျာကိုရကျော်သည်စိတ်ပြည့်စရာကောင်းသောအခါတွင်ရည်စရာကိုရှာ၍ပြောတတ်သူဖြစ်ပါ၏ဟုတ်၏နင်းမည်မဟုတ်တော့တဏှာဤနဲ့လည်းမတိတ်နှစ်နာရီနဲ့လည်းမစင်း တနေ့လုံးတအောင်အောင်ရွာနေတယ်။မိုးတန်လေးတန်တွေအုံချိတ်ညံနေတယ်။ကသင်းတွေကျိုးကုန်တယ်။ရေတွေပြားပြေးကုန်တယ်။အနောက်ဘက်ပဒါမှာကချောင်းမှချောင်းရေတွေလည်းတောထွက်လာတယ်။ပြိုကဲဆိုင်ခင်းတွေမြုပ်ကုန်ပြီ။ပြိုစည်းတွေမျောကုန်တယ်။တစ်ဖြူပင်ခွင်းကိုရေနစ်သွားနေပြီ။ပြိုးပင်ကောက်ပင်တွေတက်တက်ဆင်ပြောင်းနေပြီ။တစ်ဖြူပင်တော်တော်လုံး ရေဖောက်သွားပြီကိုဘာကြီးပေါ်လို့တစ်ဖြူလဲတော်သားများအလုံးနွားနှစ်ထုံကိုမပြီးရွာရအောင်မင်းကြီးပြန်ခဲ့ရတယ်မိုးတီတောင်းရတိတိဆက်ရွက်ရွာသည်ဆယ်ရက်မြတ်ရေမကြပဲရေကြီးနေသည်ရေကြတော့လဲစိုက်စရာပြိုးမရှိတော့အချိန်လဲနှောင်းနေပြီတစားမုံရောက်မှမက်ပဲစိုက်ကြပြန်နေဘာကြီးပေါ်တို့တွေမှာ စပားမရတော့လဲမပင်အနေငယ်ရလို့စိုက်ပျိုးစရိတ်ငွေကို ဖြစ်ဖြစ်ညင်ညင်ပြန်ဆက်နိုင်တယ်ကိုချက်ကြီးတယောက်မှမူကစပားလည်းမရပဲလည်းမရလို့နွားနဲ့လဲကိုရောက်ပြီးပေးစရာရွာကျွေးရက်ကျွေးများကို ပေးဆက်ပြီးအကြံကိုစရပါတယ်တောင်သူကိုချက်ကြီးသည်မြောက်သူဖြစ်ရပြန်နေတယ်လဲထော်ချွတ်မိုးကြောင့်မနစ်ကထုံထုံကြိုးခဲ့ရတော့ကိုချက်ကြီးသည် မိုးကိုစိတ်နာ၏ဓာနှင့်ခုတ်ခြင်း၏ငါးကိုင်တုတ်ခြင်း၏အခန်းကဒီနှစ်လေလက်ထောချွတ်မှုလာပြန်လေပြီလက်ထောဖြောက်သောအချိန်ကိုမှချိန်၍ဒဲကဲ့ရွာသောတကယ်လက်ထောချွတ်မှုအစ်စ်ဖြစ်ပါれညီသူဤထောတော်ထောဆန်တို့ကိုချိုးအောင်မည်နီကိုချိတ်ကြီးမှာတော့ချိုးเสียထောမရှိ သူကတောင်သူမဟုတ်မြောက်သူဖြစ်တယ် ို့အတွေ့ပြိုးရာရင်နှုတ်နေရတယ်။ပြိုးတရာပြေပါပြီ။ငွေနှစ်ချက်ပိုင်ပါပြီ။မိုးတီတဲလိုက်ဖွဲလိုက်နဲ့ရွာဆွေဖြိုးနေတော့ပြီ။ကိုကာယဖွင့်ဖြိုး၍ကျမ်းမာရင်ပြေဆုံးလာတော့ကိုချိတ်ကြီးသည်ချမ်းတော်၍လာသည်။ငါခွဲမှာမို့ဘသူထွန်တော်ချိုးအောင်မလို့တော့ဟာဖွီးကိုချိတ်ကြီးသည်မိုးမင်းကိုတစ်တစ်ခွခွငါကန်၍တော်လိုက်သည်။စေဘက်တွေကိုလည်း တအားထွေးထော်လိုက်သည်ပြီးနောက်တဲစီတို့ခက်တော့တော့လျှောက်သွားလေသည်ဒီနှစ်နဲ့တစ်ဖြူပင်နေရောသားတူဦးဤထွန်းတော်ကိုလက်ထွန်းချွတ်မိုးကအပြင်းပြေလာ၍ချိုးတော်မှုပြန်တလေလက်ထွန်းချွတ်မိုးကတဲ့ကျိုးမဟုတ်လက်ထွန်းချွတ်မိုးထွန်းတော်ကျိုးဟုကိုချိတ်ကြီးကပြီးတော်တနာပြုတ်မိတာစိုးရစ်ကြဲတဲ့ပွင့်တန်ချီတကားကြီး လင်းမြည်မထင်ဘူးဟူးဟူးကိုရကျော်ဤတချင်းတန်သည်လက်ထွန်းချွတ်မူရွာဖြိုးဆွေတန်ကြားမှကိုချက်ကြီးတယောက်ကြားမှကြားပါလေစားအညာကြီးနဲ့မှရောင်းရင်လေကိုလီများတို့မောင်ပေါက်ကျန်းဒီနေရာမှာတော့စာရေးသူဘုပ်ပေါက်ကျန်းရေးသားထားတဲ့လက်ထွန်းချွတ်မူဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်